အားသာဝါလာရှင်ညီကောင်မများလုံးပဲမင်္ဂလာညနေခင်ပါခင်ဗျာမေလာ၁ရက်နေ့ရဲ့နောက်ဆုံးရအာဆင်နယ်ညနေသတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင် ပထမဆုံးသတင်းတစ်ပုဒ်ကိုတော့ UK သတင်းတောက် Chris Wheeler ဖော်ပြထားတဲ့ Nico Wheeler သတင်းနဲ့ပဲစလိုက်အောင်။ Arsenal ရဲ့ New Year's နံပါတ်1ပြင်မှတ်ဆိုတဲ့အတိုင်းပဲဒီတိုက်စစ်တောင်ပန်ကစားသမားနဲ့ Arsenal ကြားသတင်းတွေမှာကြာခဏထွက်လာ။အခုနောက်ဆုံးထွက်တဲ့သတင်းကတော့တကယ်ကိုရီပါဆက်ဖြင်းဖြင်းဖြစ်သွားတဲ့သတင်းပဲ။အဲ့ဒါဘာလဲဆိုတော့ UK သတင်းတောက် Chris Wheeler ရဲ့ဖော်ပြထားချက်အရ Nico Wheeler ရဲ့ agent ကလာမယ့် New Year's မှာသူ့ကစားသမားကိုခေါ်ယူတဲ့ကလပ်သင်းတွေအနေနဲ့တပတ်ပေါင်၄သိန်းပေးရမယ်ဆိုတဲ့ပုံစံမျိုးအတိပေးထားကြားသိရတယ်။ကစားသမားလိုချင်တာလား agent ရမယ်ဂျားတွေကလှော်လိုက်တာတော့မသိဘူး။ ်တပတ်ပေါင်၄သိန်းဆိုတဲ့အနေထားကိုကစားသမားအနီးကပ်ဆုံးစိတ်ဝင်စားနေခဲ့တဲ့ချယ်ဆီနဲ့အာဆင်နယ်ကပေးချေဖို့အတွက်လက်တွန့်နေကြတိရဒါလည်းဖြစ်တင်တယ်ချယ်ဆီပဲဖြစ်ဖြစ်အာဆင်နယ်ဖြစ်ဖြစ်နီကိုဝီလျံကိုတပတ်ပေါင်၄သိန်းနဲ့ခေါ်လိုက်ပြီဆိုရင်အရင်ဆုံးရင်ဆိုင်ရမှာကအသင်းရဲ့ရှီရင်ဆွဲခြေစမ်းအပြဆုံးကစားသမားတွေတက်တန်းတူးတဲ့အခါမှာအဲ့ဒီပမာဏကိုတိုးပေးရတော့မှာသွားပြီအဲ့ကြရင် ပြီးတော့လေအဲ့လိုကစားမတွေတက်တန်းတိုးတဲ့အဆင့်မရောက်သေးဘူးဆိုလို့ရှိရင်တော့မှနောက်မှရောက်လာတဲ့ကစားမအစ်တယောက်အတွက်တပတ်ပေါင်၄သိန်းဆိုတဲ့အနေထားကအသင်းမှာအဝေလေးကံပြဿနာကြီးပါဖြစ်လာနိုင်တယ်ပြီးတော့အသင်းရဲ့ရှင်းရဲကစားမတွေလောက်ကလာစားပိုင်းခြေတိုက်မှုတွေဖြစ်လာနိုင်တယ်အဲ့ဒီအတွက်လေဒီကစားမနဲ့ပတ်သက်ပြီးတော့စာချုပ်ဖြစ်တဲ့ကြီးပေါင်တန်း90ကချယ်ဆီးတော့ကောအာဆင်နယ်တော့ပြဿနာမဟုတ်ပြီမဲ့လောက်ကလာစားအတားစီးဖြစ်နေတယ်ဆိုပြီးတော့ UK သတင်းတော့ Chris Wheeler ကဖော်ပြသွားတယ်ပြီးတော့ဒီကစားမကလည်း ဘီဘာအိုမှာဆက်နေမှာမနေဘူးအတန်တချို့ထွက်နေလို့အခုဒီညမှာဆိုမန်ချက်စတာယူနိုက်တက်နဲ့သူတို့ကန်ရမယ့်ယူပါလိစီးဖိုင်နယ်ရှိတယ်။ယူပါလိရပြီးတော့ဘီဘာအိုကချန်ပီယံလိဝင်ရရင်ကစားသမားဆက်နေမယ်ဆိုတဲ့တချို့ report တွေ့နေရသလိုဘီဘာအိုရဲ့ဥက္ကဋ္ဌအိုရီယာတိတ်ကိုတိုင်ကလည်းတက်တန်းတိုးပြီးတော့ကစားသမားရဲ့စာချုပ်ဖြတ်သိမ်းကြီးကိုနှစ်ဆမြင့်တင်ဖို့အတွက်စဉ်းစားနေတယ်။အဲ့တော့ဘလို့ချင်းဒီပဲဖြစ်လာဖြစ်လာကျွန်တော်ကတော့နီကိုဝီလန်နဲ့ပတ်သက်ပြီးလိုချင်တာဆိုတော့လိုချင်တယ် ါပေမဲ့ကစားသမားအကြိုက်တာလိုက်ရောပြီး quarter ဆိုင်ရင်ဒီကစားသမားကတော့မခေါ်တော့သူနဲ့ quality မတိမ်မြင် premier league မှာလည်းခြေစွမ်းပြပြီးသား simio တို့လို mmo တို့လို့ကစားသမားမျိုးတွေခေါ်မယ်ဆိုလဲနောက်ဆုံးမြောက်မိုဟာမက်ကူတက်ဒါမျိုးကစားသမားတွေခေါ်မယ်ဆိုလဲခေါ်လို့ရတဲ့ data option တွေအများကြီးပဲအဲ့လို့ဆိုတော့ asa trader တဲ့ entry barter ဘာလုပ်မလဲ တစ်ဖက်ကစိတ်ကြိုက်တောင်းဆိုနေတဲ့ကစားသမားကိုအသင်းရဲ့နံပါတ်1ပြည့်မဲ့ဆိုတဲ့အချက်တစ်ခုတည်းနဲ့ပဲစိတ်တိုင်းကြလောက်ခလာစာပြပြီးခေါ်မလာခေါ်မယ်ဆိုရင်တော့အခြေအနေမကောင်းဘူးเนาะအသင်းမှာတပတ်ပေါင်၄သိန်းနဲ့ရောက်လာတဲ့ဆရာသမားကြောင့်ကျန်တဲ့လူတွေပါစာချုပ်တက်တန်တူတဲ့ကတောင်းဆိုကြတော့မှာအခုစာကားတပတ်ကိုပေါင်၃သိန်းနဲ့သဘောတူညီရာသွားပြီဆိုတဲ့တရင်တချို့တော့တွက်နေတယ်အကယ်၍များဒီကစားသမားရောက်လာခင်နောက်ထပ်တက်တန်တို့မဲ့စာလီပါတို့ကလည်းတောင်းမှာပဲလीအ ဒီလိုခြားတိမ်မျိုးတော်မှာပေါင်၄သိန်းပေးပြီးမင်းတို့ခေါ်တိုင်းငါတက်တန်းတူးတဲ့ခါကျရင်ဒီလောက်ရမှငါဆက်နေမယ်ဆိုပုံစံမျိုးကြီးချင်းညိလာနိုင်တယ်အဲ့ဒီတော့လေအာဆင်နယ်ရောချယ်ဆီရောကဒီသားမရဲ့စာချုပ်ဖြစ်တဲ့ညပြဿနာမဟုတ်ဘူးလေလောက်ခလာတာပြီးမှတော့နားလည်မှုရဖို့တော်တော်လေးခင်းနေလို့ကြားသိရတယ်၂၂နှစ်ရဲ့စပိန်သားကတော့ကြံကြတဲ့ရက်ကဒဏ်ရာတချို့ရခဲ့ပြီမဲ့ဒီညပွဲမှာတော့ဝင်ပါမယ်လို့ကြားသိရတယ်စာချုပ်ကလည်း၂၀၂၇ဆိုတော့ကျွန်တော်ဦးသိန်းရဲ့စာလီပါလိုပဲသိမ့်မဲ့ကျန်တော့တဲ့အနေထားပေါ့လေဒီရာသီမှာ၁၆သိန်းပြီး9လုံးဖိုင်ထားတယ်၄၃ဘွယ်ကစားထားတယ်မနစ်က performance တော့ပြန်မမီသေးဘူးမနစ်က တုန်းက39ဘောမှာ16သိန်း16လုံးဖန်ပြီးခဲ့တာဒီရာသီမှာတော့အပြောင်းရွှေ့သတင်းကြောင့်ခြေစွမ်းနေနဲ့ကျသွားလို့ပြောရမှာမသိဘူးပြီးတော့လာလီကာရဲ့လိန်ခေါက်ဖြတ်ကျော်မှုအများဆုံးကစားသမား3ဦးထဲကဒုတိယမြောက်ဖြစ်ရှိနေတယ်ဘလို့ပြပြောပါကစားသမားတူကလိုအပ်ထပ်ပို့ပြီးလောက်ခစားမမောနေပြီဆိုရင်တော့ quality ဘလောက်ပဲကောင်းကောင်းအတင်းနေတဲ့တင်းဝော့ကိုထိခိုက်မယ်ဆိုရင်တော့အခြား option တွေပဲကျွန်တော်ကရွေးစီချင်တယ်ညီကိုတို့ကဘလို့ထင်တယ်တပတ်ပေါင်၄သိန်းပေးပြီးတော့ညီကိုဝီလန်ကိုခေါ်တဲ့နဲ့ထင်လားခွန်မဝင်ရောက်ရေးသားပြီးတော့ပါဦး ဒုတိယမြောက်သတင်းတစ်ပုဒ်မှာတော့ဒန်ယားနေပြန်လဲတက်တာလာတဲ့ကစားသမားတဦးရဲ့အသင်းကနေထွက်ခွာသွားတာကြာပြီဖြစ်တဲ့ကစားသမားဟောင်းတဦးရဲ့ကိုဖော်ပြပေးသွားမှာပါ။ဒန်ယားနေပြီးတော့ပြန်လဲတက်တာလာတဲ့ကစားသမားတော့ဂါရီယေဂျေဆူအေရှန်ဒန်ယားနေပြီးတော့ကာလရှိဒန်ယားဖြစ်နေရနေလက်ရှိချိန်မှာတော့ခြေတော်အကောင်ဝင်မပါဘဲနဲ့လေ့ကျင့်မှုတွေစတင်ပြီးအိမ်မှာပြုလုပ်နေပြီးလို့တွေ့ရှိရတယ်။သူကလည်း Twitter မှာပုံလေးတွေမိုင်းတေးမှာတင်ထားတာတွေ့ရပါဘူးလေ။အဲ့တော့ဒီကစားသမားကတော့2025 2026ဘောလုံးရာသီရာသီဝက်လောက်ထိဆုံးရှုံးရမယ်ဆိုတဲ့အတွက်ဒီဇင်ဘာလကုန် ဆောင်းစည်းကွက်ပြီးတော့မှပဲအသင်းနဲ့ပြင်ပြီးပူးပေါင်းလာနိုင်ရှိတယ်။စာချုပ်ကလည်း2029အထိပဲကြံတော့ရစီမဲ့အသင်းကသူ့ကိုတက်တန်းတို့မလုပ်တော့ဘူး။မလုပ်တော့တာလေ ASEAN တန်ကြောင်လည်းပါသလိုသူ့ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးအစတော့အယောင်းတင်ဖို့အတွက်ပြင်ဆင်ထားခဲ့တာ။အခုတော့ဒီကစားသမားကို Arsenal တို့ကလာမယ့်ຫນွေစည်းကွက်မှာဖြစ်ဖြစ်ဆောင်းစည်းကွက်ဖြစ်ရောင်းချဖို့ပြင်ဆင်နေပြီးတော့ကစားသမားပြည်လေထူထောင်ရေးလုပ်နေဆိုမဲ့ကာလရှိထပ်ပြီးကြာအောင်ပါပါအဲ့တော့အသင်းရဲ့ဒုတိယလှုပ်ခတ်လက်သာမြန်မာဆုံးကစားသမားကိုအာဆီနယ်တို့ကတော့အနည်းဆုံး6လလောက်ထိလက်လွတ်ထားတယ်ဆိုတော့ report တွေရဆိုရင်တော့ဒီဇင်ဘာလလောက်မှာပဲပြန်လာနိုင်မယ်သူကတော့ခိုင်ပဲပြီးရင်အသ သင်းရဲ့ဒုတိယလုခလာသာအများဆုံး2363000ရောင်းရနေပါတယ်။ဒီယာတီ28ဘွဲပဲကစားထားတယ်။ခွန်နဂိုးသိပြီးတော့နှလုံးဖန်တီးထားပါတယ်။နောက်ထပ်ကစားသမားတစ်ယောက်ကတော့အသင်းအနေထွက်ခွာသွားတဲ့ကြိုက်ဖြစ်တဲ့မတ်တီယိုဂွန်ဒူစီသူကတော့2018 2020အာဆီနယ်သင်းရဲ့ကာလာတွေမှာလာရောက်ကစားခဲ့မှုတဲ့ပလေးယားပေါ့လေ။လာစီယိုအသင်းမှာရောက်တဲ့ဒီကစားသမားကိုတော့ EU 35တန်းရလို့ရှိရင်ရောင်းချဖို့အတွက်ပြင်ဆင်နေပြီ။အဲ့ကစားသမားကိုပရီးမီးယားလိကလပ်သင်းတွေဖြစ်တဲ့ Aston Villa နဲ့ Newcastle ကစိတ်ဝင်စားပြီးချိတ်ဆက်မှုတွေလုပ်နေပါတယ်။အကယ်၍အဲ့နှစ်သင်းတွေက တသိကိုရောက်သွားရင်တော့ကျွန်တော်တို့ရဲ့အချိန်တော့ကကွင်းလမှာပြ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 နဲ့သတင်းဖာလာလီနဲ့မတီယိုဂွတ်ဒီဆူဆိုတဲ့ပြည်သက်သားလေးကိုပရီးမီးယားလိမှာပြန်ပြီးမြင်တွေ့ရဖို့ရှိနေပါတယ်။သူတို့တတ်မှတ်ထားတဲ့ UO 35တန်းဆိုတာကာဆယ်အတွက်ကောဘီလာအတွက်ဆိုပေးနိုင်တဲ့အနေထားပေါ့လေ။ဈေးကွက်တန်ကြီးကတော့ဒါဒီကစားသမားအနေနဲ့ UO 32တန်းရှိတယ်။26နှစ်ဖြစ်ပြီဖြစ်တဲ့ပြင်သစ်လက်ရွေးစင်ကတော့2028ခုနှစ်တိလာစီယိုနဲ့တတန်းရှိသေးတယ်။ကြံခဲ့တဲ့နေရာမှာတတန်းတိုးထားခဲ့တာဖြစ်တဲ့အတွက်ဆောက်ချုပ်ထားခဲ့တာပေါ့လေအာဆင်နယ်ကသူထွက်ခွာသွားတော့ကကျွန်တော်ကမာစီကို UO 17တန်းနဲ့ရောင်းလိုက်တာ အဲ့ရမှာတစင်ကြံခဲ့တဲ့ຫນွေကမာစီကနေပြီးတော့လာစီကို UO 73တန်းနဲ့ရောက်သွားတယ်အခုသူတို့တက်မှတ်ထားတဲ့ UO 30 9တန်းလောက်ရလို့ရှိရင်တော့ Premier League Club အသင်းလေးစီကိုရောက်လာနိုင်ရှိပါတယ်။ဒီကစားမှာတော့ Lazio အသင်းအတွက် DRD 44ဘွဲ့မှာတကောသွင်းပြီးတော့၅လုံးဖိန်ထားပါတယ်။ Matteo Guendouzi Premier League ပြောင်းလာမှကျွန်တော်တို့စောင့်ကြည့်သွားမှာပါ။ တတိယမြောက်သတင်းတပုတ်ကတော့ Women Super League ပွဲစဉ်20မှာ Aston Villa အသင်းကိုအဝေးကွင်းမှာရှုံးနိမ့်ခဲ့တဲ့ Arsenal မျိုးသမီးအသင်းဖြစ်ပါတယ်။ Arsenal မျိုးသမီးအသင်းကတော့ Aston Villa အသင်းကို5-2ဆိုတဲ့ရလဒ်နဲ့အဝေးကွင်းမှာရှုံးနိမ့်ခဲ့တယ်။ဒါက DRT Women Super League မှာတတိယမြောက်ရှုံးပွဲဖြစ်ပြီးတော့ပထမနှစ်ပွဲရှုံးခဲ့တော့ Chelsea ကိုအင်ကွင်းဝေးကွင်းမှာရှုံးခဲ့တယ်။အခုဒီတတိယမြောက်ရှုံးပွဲတော့ပိုပြီးအထိနာခဲ့တယ်။အဲ့ဒါဘာလဲဆိုတော့6မှတ်အကွာနေဖိအားပေးထားခဲ့တဲ့ Chelsea အသင်းကိုဒါဒုတိယနေရာ Arsenal အသင်းနေနဲ့6မှတ်ကွာဟာသွားခဲ့တာဖြစ်တဲ့အတွက်လက်ချက်နှစ်ပွဲမကန်ခင်ပါနဲ့။ ်ချယ်ဆီအမျိုးသမီးအသင်းက Women Super League မှာချန်ပီယံဖြစ်သွားခဲ့ပါတယ်အဲ့တော့ Arsenal အမျိုးသမီးအသင်းကတော့ဒီ Women Super League မှာဒုတိယနေရာနေပြီးတော့ရမှတ်၉မှတ်နဲ့ဒါရာသီပြီးဆုံးမှုရှိနေပါလေအဲ့တော့နှစ်ပွဲပဲလူတော့တဲ့အချိန်မှာ၉မှတ်ပြတ်ပြီးချန်ပီယံဖြစ်သွားခဲ့တဲ့ချယ်ဆီအသင်းကတော့ Manchester United ကိုတလုံးတည်းသောဂိုးနဲ့အဝေးကွက်မှာနိုင်ခဲ့တာဒီသူတို့ Women Super League ပွဲစဉ်20မှာပေါ့လေအာဆင်နယ်မျိုးသမီးအသင်းကလည်းခေသူတော့မဟုတ်ဘူးဗျသူတို့တွေကလည်းဒီ Women Super League မှာ 56ခုနဲ့ twin ကိုအများဆုံးအတင်းတတင်းတိုက်စစ်အရန်ကောင်းတယ်ဒါပေမဲ့ခန်းစစ်ကမလိုလားအဖက်ပြန်ပေးရတာမျိုးအုံကိုပေးရတာမျိုးနဲ့တကယ် bitmap ပွဲစဉ်တွေမှာရှုံးပွဲကြုံတွေ့တာမျိုးတွေကလည်းဒီလိုမျိုး human super team မှာ champion မှာဖြစ်ခဲ့တာပေါ့လေအဲ့ဒါအမျိုးသမီးအတင်းအနေနဲ့လာမဲ့မေလ9ရက်နေ့ကျရင် brighton နဲ့ကြရမယ်မေလ10ရက်နေ့ကျရင်တော့ united နဲ့အဝေးကွင်းသွားကြရမယ်ပထမ brighton နဲ့ကတော့အိမ်ကွင်းမှာအခက်ခံစားရမှာပေါ့လေအဲ့ဒါ UEFA Women Champion League Final ကိုတော့မေလ24ရက်နေ့ကြာလို့ရှိရင်တော့ည10:00နာရီခွဲမှာဘာစီလိုနာနဲ့ကံရဖို့ရှိနေပါတယ်။အဲ့ဒီပွဲစဉ်တော့ YouTube မှာထုံးစံတိုင်းပဲပြတဲ့ channel တွေရှိပါတယ်။အကိမ်းမရှိခင်လည်းဒါ Women Super Women Champion League ဆိုပြီးတော့ဒါကျွန်တော် browser မှာရိုက်ပြီးရှာလိုက်လို့ရှိရင်တော့ဓာတ်ရိုက်ပြနေ live တွေအိတ်ကြကြရင်ပေါ်လာပါလိမ့်မယ်။အဲ့လို့ဆိုတော့တခုပြောချင်တာကအာဆင်နယ်မျိုးသမီးအသင်းအနေနဲ့ချန်ပီယံလိမှာရေကုန်ရေကန်း ပုံဩပြီးတော့ပြင်သစ်မြင်မှာအနိုင်ခံခဲ့ရလို့များဒီမှာပြန်ပြီးတော့ side effect ဖြစ်သွားလာတော့မသိဘူးပုံမှန်ဆိုလို့ရှိရင် Women Super League မှာအဆင်နှမျိုးသမီးအသင်းကနိုင်ပွဲတွေအများဆုံးရအောင်ယူနိုင်ခဲ့တဲ့အသင်းလို့တော့ပြောလို့ရတယ်တကယ်လည်းနိုင်အောင်ကန်နိုင်ခဲ့ပါလေဒါပေမဲ့မထင်မှတ်ဖဲနဲ့ပွဲပန်းမှုတွေနဲ့အခုပြန်လာတဲ့ခါမှာတော့ဘီလာကိုကိုပြတ်ရှုံးသွားခဲ့တယ်ဘလို့ပဲပြောပါတခုလိုချင်တခုဆွန့်လို့ရမယ်ကျွန်တော်ကတော့ Women Super League မှာ Champion ပဲဖြစ်ခဲ့ပေမဲ့ Champion League မှာအမျိုးသမီးအသင်းတွေနဲ့အောင်ပွဲခံနိုင်မယ်ဆိုရင်တော့ဒါကပုံမကောင်းမွန်တဲ့ trophy လို့ကျွန်တော်ကတော့ရှုမြင်ထားပါတယ် ဒီစီစဉ်လေးကိုဒီကောက်ကွန်ကြီးပေါင်းပြီးတဲ့ show ပေါ်လုံး online အကြုံလဲကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်ကျွန်တော်ကို6010663935တူညောဆက်တူရလို့ Viber ဖုန်းနံပါတ်39653936သုံးလုံး2ခုကိုလည်းဆက်တူလို့ရပါတယ် iPad ခွင့်ရှိကို Sport Internet ငါသုံးလုံးနဲ့ပတ်သက်ပြီးတော့ကစားလို့ရနေပြီးတော့တခုမှမရှင်းတာရှင် Messenger မှာ live ရောက်မေးမြန်းလို့ရပါခင်ဗျာ နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဒါ690ရဖော်ပြထားတာပေါ့လေစီမီဖိုင်နယ်ပထမအကြော်ပွဲစဉ်နေပြီးသွားတဲ့ချိန်မှာဘောလူပွဲကိုရောက်ဖို့အတွက်ရေပန်းစားမှုနဲ့ပတ်သက်ပြီးဖော်ပြထားတာပါအာဆင်နယ်အင်ကူမာ PSG ကိုအဲ့ခံတဲ့အခါမကန်ရသေးခင်တုန်းက PSG သင်းကဘောလူပွဲတက်ဖို့အတွက်55ရာခိုင်နှုန်းရှိတယ်အာဆင်နယ်က55ရာခိုင်နှုန်းရှိတယ်ဒါပေမဲ့အာဆင်နယ်ကကိုယ့်အင်ကူမာတကိုးလေးနဲ့ရှုံးသွားပြီးနောက်ပိုင်းမှာတော့ဒုတိယအကြော်မကန်ခင်မှာတော့အာဆင်နယ်အသင်းအနေနဲ့27ရာခိုင်နှုန်းပဲဘောလူပွဲတက်ဖို့ရှိတော့တယ်ဒါပေမဲ့ PSG သင်းက86ရာခိုင်နှုန်းကျွန်တော် ်ရီယယ်မက်ဒရစ်နဲ့ဒုတိယကျော့ကန်တုံးကဂျာကန်နူးတက်ဆိုင်တော့အများကြီးတာသေးပြုလို့ရတယ်အများကြီးမျောလင်းလို့ရသေးတယ်ပါတီပြန်လာမှရဲ့တစ်ဖက်ကအားကိုးရတဲ့တက်စစ်တောင်ပံကစားသမားဒန်ဘီလီဒန်ယန်ကြောင့်ဒီပွဲကိုမတိကြတာရေကပွဲကိုအများကြီးလှည့်ပြောင်းဖြစ်သွားသေးတယ်ပြီးတော့ကျွန်တော်ပြောတဲ့အတိုင်းပေါ့လေအာဆင်နယ်ကအင်ကွင်းတက်ဆိုင်အဝေးကွင်းမှာပို့ပြီးတော့တတိကြီးကြီးကပ်ပြီးစော့လီရှိတယ်ပို့ပြီးတော့လဲဆွမ်းဆောင်ကောင်းနေမြင်ရလေးရှိတယ်ပွဲကြီးရှိခဲ့ဘူးတာဖြစ်တဲ့အတွက်ဒီမှာတော့လုံးဝ ခံပတ်ပြန်လုံးနိုင်မယ်လို့ကျွန်တော်ကတော့အပြည့်အဝယုံကြည်ထားတယ်အဲ့ဆိုမနက်ခင်းစောပိုင်းကန်သွားခဲ့တဲ့ဘာစီလိုနာအင်တာမီလန်ပွဲစဉ်မှာလည်း3-3ကိုတည်ရကြခဲ့တယ်အဲ့မှာအင်တာမီလန်ရဲ့တွင်းခဲ့တဲ့ဂိုးကလူကြိုနေခဲ့တဲ့အတွက်ဒါမှမဟုတ်အင်တာလောက်နိုင်သွားနိုင်တယ်ဒုတိယအကြုပ်ကတော့အီတလီမှာကမ်းမှာဖြစ်ပြီးတော့အာဆင်နယ်ထက်အရင်တရက်ကြိုပြီးသူတို့ကကမ်းမယ်အဲ့တော့အာဆင်နယ်တို့မကမ်းပြီးမှဘိုလူဝဲမှာဘယ်သင်းနဲ့တွေ့ရမလဲဆိုတော့ကြိုပြီးသိရမယ်ပေါ့လေမေလ9ရက်နေ့မှာအင်တာဘာစီလိုနာမေလ10ရက်နေ့မှာ PSG အာဆင်နယ်ဖြစ်ပြီးတော့ ကျွန်တော်တို့အနေနဲ့ supply ပေါ်လက်တင်နေတယ်ဆိုရင်တော့အကောင်းဆုံးဆိုတဲ့ပြိုင်ဘက်တွေကိုအနိုင်ယူပြီးကြော်ဖြတ်ဖို့တော့လိုအပ်ပါတယ်။အသင်းမှရှိတဲ့ကစားသမားတွေအကုန်လုံးလည်းဒါကိုလုပ်နိုင်မယ်လို့အပြည့်အဝယုံကြည်ထားပါတယ်။အဆုံးထိကြည့်ပြီးတော့လည်းအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။